ရှေးကကလူဖွဲ့စီဒီစီပို့လိုက်တဲ့တရင်စကားတွေလေအဲ့လာဒီဒီနေ့ဂျန်နရယ်တွေဘလို့တင်ကန်းစားတွေပေးနိုင်မလဲဆိုတာစဉ်းစားကြည့်ရင်တကယ်စိတ်ဝင်စားဖို့ကောင်းတယ်ဗျာဟုတ်ပါတယ်ဟုတ်ပါတယ်အတိတ်ကအဖြစ်တတ်တင်နဲ့တင်ယူစရာတွေအများကြီးပဲနော်음ဒီနေ့ဂျန်နရယ်အတူတကွာစူးစမ်းကြည့်ဖို့ကတော့ဓမ္မတကျန်တွေကဗျာတဲ့ကျန်အခန်းကြီး၃ပေါ့အာအရှင်မိုင်းနာကအတင်းတော်ခုနှစ်ပါအကြောင်းဆက်ပြောကြမှာကောနော်ဟုတ်တယ်အထူးသဖြင့်နောက်ဆုံး၃ပါတာဒီဖီလာဒေလာဖီ နဲ့လော်ဒီကအတင်းတော်တွေအကြောင်းကိုအဓိကထားဆွေးနွေးသွားမှာပါဒီအကြောင်းအရာတွေအတွက်ကျမတို့အဓိကမိញမ်းဖြူသွားမှာကတော့ The Wise Believers ကပြုစုထားတဲ့လေ့လာချက်တွေပဲဖြစ်ပါတယ်ကောင်းပြီဒီနေ့ဆွေးနွေးမှုရဲ့အဓိကရည်ရွယ်ချက်ကဘာဖြစ်မလဲအဲဒီအတင်းတော်၃ပါးစီပေးတဲ့တိကျတဲ့တရင်စကားတွေပေါ့ပြီးတော့သူတို့ကိုဘလို့ထောက်ပြတတိပေးခဲ့လဲဘာတွေကိုချင်းဝိုင်းခဲ့လဲဟိုဘလို့ကတိတော်တွေပေးထားလဲဆိုတာဒီအတင်းစိတ်လေ့လာကြမယ်အရေးကြီးဆုံးကတော့ဒီရှေးဟောင်းတရင်စကားတွေက ဒီနေ့ခေယုံကြည်သူတွေရဲ့လက်တွေ့ဘဝနဲ့ဘလို့ဆက်ဆက်နေလဲဆိုတာကိုသုံးသပ်ဖို့ပဲဟုတ်တယ်မလားအမှန်ပဲလက်တွေ့ကြဖို့ပေါ့အဓိကပဲလीကောင်းပါပြီဒါဆိုပထမဆုံးအတင်းတော်ဒါရီနဲ့ဆွတ်လိုက်ကြအောင်ဗျာရီ3.1နဲ့6မှာဖတ်ရတယ်ဒီအတင်းတော်ကိုလीအသက်ရှင်တယ်လို့နာမည်တော့ရှိတယ်ဒါပေမဲ့တကယ်တမ်းမှာတော့တည်နေတယ်တဲ့။နင်းနေတော့ကြောက်စရာကောင်းတယ်နော်။အတော်လေးပြင်းထန်တဲ့သုံးသက်ချက်ပဲ။ဒီသတင်းစကားကိုပေးတဲ့ခရစ်တော်ကလည်းသူ့ကိုသူအစွမ်းတန်ကိုကြီးအဖြစ်မိတ်ဆက်တယ်။ ဘုရားသခင်ရဲ့ဝိညာဉ်ခုနှစ်ပါးနဲ့ကြက်ခုနှလုံးကိုကိုင်ဆွဲထားတဲ့သူတဲ့။อืมဝိညာဉ်တော်ရဲ့ပြီးပါမှုနဲ့အတင်းတော်ကြီးပေါ်အာနာပိုင်းဆိုင်မှုကိုပြတာပေါ့။ဟုတ်တယ်။ဒါပေမဲ့အဲ့လိုတောင်ကိုချီးတဲ့ကိုရောရဲ့အကယ်ထက်ချက်မှာတာဒီကအပြစ်တင်ခံရတာအထီးကကသူတို့ရဲ့လှုပ်ဆောင်ရက်တွေအချက်တွေကဘုရားခင်ရှေ့မှာမစုံလင်ဘူးမပြည့်ဝဘူးဆိုတာပဲ။ဆိုလိုတာက အပေါ်ရန်လှူရှားမှုတွေရှိပေမဲ့အတွင်းဆိုင်ဝိညာဉ်ပိုင်းမှာအသက်မရှိဘူးပေါ့သူ့ကိုချီးမွမ်းထားသေးတယ်လေဟုတ်တယ်ဟုတ်တယ်လူအနှဲငယ်ကတော့မိမိတို့အဝက်ကိုမိညစ်ကျူးစေပဲစောင့်ထိန်ကြရတယ်ဆိုပြီးတည်တံ့ဖော်ပြထားတယ်အသိန်းတော်အများစုရဲ့အခြေအနေနဲ့ကြွားချပြီးတစ္ဆာရှိအုပ်စုတွေရှိနေသေးတာပေါ့အဲ့ဒီတော့သူ့ကိုဘယ်လိုလဲညွတ်မှုပေးထားလဲတိုက်တွန်းချက်ကတော့အရေးတကြီးတိုက်တယ်နိုးကြပါတဲ့ပြီးတော့တေလူနီလာဖိနေတဲ့အကျန့်ရှိတဲ့အရာတွေကိုခိုင်ခန့်စေပါဟိုလုံးဝမပြည့်စည်ခင်ဖြူပြန်ဖို့ပေါ့อืม အချင်းမီပြုပင်ဖို့တိုက်တွန်းတာနောက်ပြီးလက်ခံကြားနာထဲတဲ့အတိုင်းဆွဲကင်ပြီးနောင်တရပါလို့လည်းမိမာတယ်မှန်ကန်တဲ့တွင်တင်ချက်ကိုပြန်တတိရပြီးလမ်းမှပေါ်ပြန်လာဖို့ပေါ့တတိပိချက်ကတော့တတိပိချက်ကလည်းကျင်းတယ်နိုးကြမနေရင်သူခိုးလို့မထင်မှတ်တဲ့အချင်းမှာရောက်လာမယ်တဲ့ဟုတ်ပြီဒီလိုအချင်းကြီးစိုးကြကြတယ်တစ္ဆာဆောင်ပြီးပြီးအောင်မြင်တဲ့သူ့အတွက်ရောဘလို့ကတိတော်တွေရှိလဲอืมကတိတော်တွေကတတိကိုတန်ဖိုးကြည့်ပါတယ်အောင်မြင်သူတွေကိုအဖြူရောင်ဝတ်လုံဝတ်ရမယ်တဲ့ တန့်ရှင်းခြင်းအောင်မြင်ခြင်းရဲ့လက္ခဏာပေါ့ပြီးတော့နာမည်ကိုအတက်စာရင်းကနေဘီတော့မှပေဖက်မှာမဟုတ်ဘူးဆိုတာရောပဲဒါသာဝရလုံးကြုံမှုပဲဟုတ်တယ်အရေးကြီးဆုံးတစ်ခုကခမဲတော်ဖျားရှင်မှာ ကောင်းရင်တမန်နေရှင်မှာခရစ်တော်ကိုယ်တိုင်ကသူတို့ကိုငါလူဆိုပြီးဝင်ခံမယ်ဆိုတာပဲအကြီးမားဆုံးဂုဏ်ပြုခြင်းပါလေဒီတာရီအတင်းတော်သင်ခန်းစာကို The Wise Believers ရဲ့လေးလာချက်ကအနစ်ထုတ်ထားတာကဟန်ဆောင်ချင်းအန်ဒရဲပဲအပေါ်ရနာမည်ကောင်းတဲ့ အတွင်းစိတ်ဝิญဉ်ချင်းတွေကြွားချမှုပေါ့အဲ့ဒါတိတ်ရေးကြည့်တယ်လူမဖွဲ့စည်းမှာတော့ယုံကြည်သူတွေကြားမှာတော့တတိချရမယ်အချက်ပဲဆိုတော့အမြင်နဲ့နှိုးချနေဖို့ကိုချင်းနေမန်းကိုရိုးရိုးသားသားဆန်းစစ်နေဖို့လိုတယ်ဆိုတဲ့တတိပေးချက်ပေါ့ပြမှုရီယူဆောင်လာတဲ့အချမ်းငယ်ခုနှစ်ကန်းနေစတုံးမှာပေါ့ဟွန်းဖီလာဒယ်ဖီးယားသူကဘယ်လိုထူးခြားလဲသူတို့ကလောကမြေမှာအင်အားနည်းတယ်လို့ဆိုထားတယ်ဒါပေမဲ့တစ္ဆာရှိမှုအတွက်အထူးချီးမွမ်းခံရတယ်အင်အားနည်းပေမဲ့တစ္ဆာရှိတာကိုချီးမွမ်းတာ စိတ်ဝင်စားစရာပဲခရစ်တော်ကဒီအသင်းတော်ကိုဘယ်လိုမိတ်ဆက်ထားပါသလဲတန်ရှင်းတော်သူဟုံမှန်တော်သူဒါဝိမင်းရဲ့တော်ကိုကင်ဆွဲထားတဲ့သူတဲ့ဟင်အဲ့ဒီဒါဝိမင်းရဲ့တော်ဆိုတာပါကိုဆိုလို့ရလေအဲ့ဒါကဟင်ရှာရ20နှစ်တိနဲ့20နှစ်ကိုပြန်ညွှန်းတာလीအခွင့်အနာကိုပြောတာအထူးသဖြင့်တကားရီကိုဖွင့်ပိုင်ခွင့်ပိတ်ပိုင်ခွင့်အာနာပေါ့ဒီနေရာမှာတော့ခရစ်တော်မှာအခွင့်အလန်းတကားရီကိုဖွင့်ပိနိုင်ပိတ်နိုင်တဲ့အချွင့်မဲ့အာနာရှိတယ်ဆိုတာပြောတာကိုတော့ဖွင့်ရင်ဘယ်သူမှမပိတ်နိုင်ဘူး ိတ်ရင်ဘယ်သူမှမဖွဲ့နိုင်ဘူးပေါ့ဒါပေါ့ဒီလိုခွဲနာမှာပိုင်ရှင်ကဒီအင်အားနဲ့အသိန်းတော်ကိုချီးမွမ်းတာကငါနုကပတ်တော်ကိုစောင့်ရှောက်ပြီးငါနာမကိုမစွန့်ပဲလို့တဲ့အင်အားနဲ့ပြင်မဲ့ခန့်နိုင်ရရှိတယ်တစ္ဆာရှိတယ်ပြီးတော့အရင်မြစ်တွေရဒီအသိန်းတော်ကစက်မွနာနာပြီးရင်ဒုတိယမြောက်အပိတင်ချက်လုံးဝမပါတဲ့အသိန်းတော်ဆိုဟုတ်လားဟုတ်ပါတယ်တကယ်ကိုအားသက်စရာပဲဒါကြောင့်တို့ရောကိုအပိတင်မဲ့အစားအားပေးမှုကပေးတယ် တင်နိုင်ရှိသောအရာကိုမြဲမြံစွာကိုင်ဆွဲထားလော့တင်ဤတရိษံကိုအပေသူမြတ်မယူမလို့နိုင်ရာဆိုပြီးတစာရှိမှုကိုဆက်ထိန်ပေါ်အားပေးတာပေါ့ကတိတော်တွေလည်းများကြီးပဲထင်ရှားတာက ဖွင့်ထားသောတကားကိုသူတို့ရှေ့မှာထားပေးမယ်ဆိုတာပဲဒါဧဝံဂေလိဟောပြောဖို့အခွင့်အလမ်းကြီးကိုဆိုလိုတာများတယ်အင်းအားနဲ့ဒီမဲ့အကြီးမားဆုံးအခွင့်အလမ်းကိုဖျားပေးနိုင်တယ်ဆိုတဲ့သဘောဟုတ်တယ် နော်ဘီယန်သူတွေကသူတို့ရှေ့မှာဦးမြင့်ရမယ်ပြီးတော့လောကကိုရောက်လာမယ်စုံစမ်းခြင်းကာလကြီးကနေလဲသူတို့ကိုကာကွယ်ပေးမယ်လို့ခတိပေးထားတယ်။အောင်မြင်တဲ့ဖီလန်နဖီယာတဲ့ယောင်ဂျီတူရီတို့ရောစူလပ်ကပါချီယုံလဲ။အောင်မြင်သူတွေဟိုဖျားဖခင်ရဲ့ဗိမာန်တော်မှာတိုင်ဖြစ်စင်မဲ့တယ်တိုင်ဆိုရာခိုင်ခန့်မှုတည်မြင့်မှုရဲ့ပုံရိပ်လေဆိုလိုရာကသူတို့ဟာဖျားရဲ့နိုင်ငံတော်မှာလုံခြုံပြီးအရေးပါတဲ့နေရာရမယ်။อืมတိုင်လိုခိုင်မြင့်မယ်ပြီးတော့သူတို့အပေါ်မှာဖျားဖခင်ရဲ့နာမတော့ ယေရုရှလင်မြို့တည့်ရဲ့နာမတော်ခရစ်တော်ရဲ့နာမတော်အစ်ကိုရေးထိုးမယ်တဲ့ဒါကသူတို့ဖျားနဲ့ထာဝရပိုင်ဆိုင်ကြောင်းပြတာပေါ့ဖလန်ဒီဖီးယားစီကရတဲ့သင်ခန်းစာကို The Wise Believers ကတုံးတတာက တကယ်အားရှိစရာပဲအားနဲ့တာအဓိကမဟုတ်ဘူးသစ္စာရှိဖို့ကအရေးအကြီးဆုံးတယ်ဟုတ်တယ်လေကိုယ့်ရဲ့ချင်းထက်ခရစ်တော်ရဲ့စကားကိုဆုံးရှောက်ဖို့သူနာမည်ကိုမစွန့်ပဲဖို့ကပိုရေးကြီးတယ်သစ္စာရှိရင်ဖျားကအခွင့်လန်းတဲ့ဖွင့်ပေးမယ်နောက်တစ်ခုကစစ်မှန်တဲ့လုံခြုံမှုဆိုတာ အချင်းနေပေါ်မူတည်တာမဟုတ်ပဲခရစ်တော်အဖို့တစ္ဆာဆောင်တည်ခြင်းကလားတယ်ဆိုတာပဲပြီးမှန်ပါတယ်ကဲတာရီရဲ့အတတ်မဲ့မှုတတိပေဖီလာဒေးဖီးယားရဲ့တစ္ဆာကိုအားပေးပြီးတော့အတော်လေးကြွယ်ပြားတဲ့နောက်ဆုံးအသင်းတော်လော်ဒီဂီအကြောင်းဆက်ရအောင်အခန်းငယ်16ကနေ22မှာပေါ့ဟွန်းလော်ဒီဂီဒီသင်းတော်ကတော့လူတော်တော်များများသိကြမယ်ထင်တယ်ဟိုနာမည်ကြီးနှွေးယုံနှွေးတဲ့အသင်းတော်လေးလူခွန်ဘွာဟုတ်ပါ အဲ့ဒါလည်းမဟုတ်ဘူဒါလည်းမဟုတ်အဲ့လိုအခြေအနေရှိတဲ့အသင်းတော်ကိုခရစ်တော်ကသူ့ကိုယ်သူဘလို့မိတ်ဆက်တယ်လဲဆိုတော့ဘလို့မိတ်ဆက်လဲအာမင်နဲ့ဟုတ်မှန်တော့သူတစ္ဆာတရားရဲ့ပြယုတ်ပေါ့နောက်ပြီးတစ္ဆာနဲ့ပြည်စုံပြီးဟုတ်မှန်တဲ့တတ်တည်တယ်ဆိုလိုတာကကိုရောရဲ့အကေဖြစ်ချက်ကြီးဟာလုံးဝမှန်ကန်တိကျတယ်ဆိုတာပဲဟွန်းနောက်တစ်ခုကတော့နောက်ဆုံးကဖီလာသခင်ရဲ့ဖန်ဆင်းခြင်းရဲ့အစအိုးတဲ့ဖန်ဆင်းခံအောင်လုံးရဲ့အရင်မြင့်အချုပ်အခြားပေါ့ဒီပေါ်ပြချက်ကြီးက ်လော်ရီကြီးရဲ့မမှန်ကန်မှုမိမိကိုယ်ကိုလက်စားမှုတွေနဲ့စန့်ကျင်ပဲဖြစ်နေတာကိုပြနေတယ်လို့မယ်တကယ်ပဲဒီအသင်းတော်မှာတော့ချီးမွမ်းစကားတလုံးမမပါဘူးနော်အပြစ်တင်တာတွေချီးပဲဟုတ်တယ်အတိတ်ကအတိတ်တင်ချက်ကအဲ့ဒီနှွေးယုံတာနှွေးတဲ့ချင်းတွေပဲအေးရင်အေးပွင့်ပူစက်သီးနှွေးဖြစ်နေတာကိုကိုတော်ကလက်မခံဘူးဟာတတော်ပြင်းတာပဲနာခံတွင်တဲ့ကောင်နေမင်းတို့ထွေးထုတ်ပြင်မယ်ဆိုတဲ့စကားလုံးကအင်းအင်မတန်ပြင်းထန်တယ် ါ့အပြင်နောက်တစ်ခုအရေးကြီးတာကသူတို့ရဲ့ဝိညာဉ်ရေးရမျက်စိကားမှုနဲ့ကိုယ့်ကိုယ်ကိုထင်ကြည်မှုပဲသူတို့ကကိုယ့်ကိုယ်ကိုဘလို့ထင်နေကြတာလဲသူတို့ကငါဟာကြော်ဝချမ်းတာတယ်ဘာမှမလို့တော့ဘူးလို့ထင်နေတာအဲ့ဒီခစ်ကလော်ဒီကီမျိုးကချမ်းတာတော့လေဒီလိုတွဲတာဖြစ်နိုင်တယ်ဒါပေမဲ့ခရစ်တော်ရဲ့အမြင်မှာတော့သူတို့ကတကယ်တမ်းမှာဝိညာဉ်ရေးရရရှင်းရဲတယ်တနာစီကကောင်းတယ်မျက်စိကနဲ့အဝတ်မစီကိုလုံးဒီဖြစ်နေတယ်လို့ထောက်ပြတယ်ကို့အမြင်နဲ့ဖျားအမြင်တခြားစီပဲလုံးဝကွာနေတာဒီလောက်ဆိုးရွားတဲ့အချိန်မှတောင် ူတို့ကိုခရစ်တော်ကစွန့်ပစ်လိုက်ပြီလားဒါမဟုတ်အခွင့်အရေးပေးတယ်လားကိုတော့အကြံကြံကောင်းပေးတယ်ကိုတော့စီကနေတကယ်ကြံဖို့ရှိတာတွေကိုဝယ်ယူဖို့တိုက်တွန်းနေဝယ်ယူဆိုတာပိဆာနဲ့မဟုတ်ဘူးနော်နောက်သားနဲ့ယုံကြည်ခြင်းနဲ့လက်ခံဖို့ပြောတာဘာတွေဝယ်ယူခိုင်းတာလဲမင်းနဲ့စစ်သားရဲ့ရွှေဒါစစ်မှန်တဲ့ယုံကြည်ခြင်းဝိညာဉ်ရေးရကြွယ်ဝမှုအဖြူရံဝက်လုံးဒါခရစ်တော်ပေးတဲ့ဖြောင့်မချင်းတန်စာပေါ့သူတို့ရဲ့အခြေစေဖြစ်နေတာကိုဖုံဖို့၃မက်ဆစ်စေဖို့မြက်စံ၄ ဒါသူတို့ရဲ့ဝိညာဉ်ရဲ့မက်ဆီကန်တာကိုကုထို့အမှန်ကိုမြင်နိုင်ဖို့ပေါ့ဒီပြင်းထန်တဲ့စကားတွေရဲ့နောက်ခွဲမှာမေတ္တာပါတယ်လို့ဆွေးရမယ်ပေါ့အခန်းငယ်စကုမှာငါချစ်တဲ့သူတိုင်းကိုငါစစ်ဆေး၍ဆုံးမတတ်၏ထို့ကြောင့်ကိုစစ်ကိုကိုနုဆော်လော့နောင်တလေရလော့လို့ဆိုထားတယ်လေအတီးအကြပါပဲဆုံးမတာက ဖြက်စီးဖို့မဟုတ်ဘူးပြုပြင်ဖို့ပြန်ကောင်းစေဖို့ချစ်လို့ဆုံးမတာ တော့သူတို့လောအမကစိတ်တကြဖို့မဟုတ်ဘူးဇွဲနေနှောင်တရဖို့ပဲအင်းပြီးတော့အခန်းငယ်20မှာတိတ်ကိုထင်ရှားရဲ့ပုံကိုရေးဖိတ်ခေါ်ချက်ကြီးရှိတယ်ကြီးစုလော့ငါဒီတကားရှင်းမှာရက်ရွေခောက်ရက်နေဤဆိုတာလေဟုတ်တယ်အဲ့ဒါတော်တော်များများကြားဖူးကြတယ်ခရစ်တော်ကအထင်မှာစိတ်ရှိရှိနဲ့ရက်ဆောင်နေတာတအူးချင်းရဲ့လုံတာတကားကိုခောက်နေတာ တကားဖွင့်ပြီးကိုရော်နဲ့ဤရနီနီမေတ္တာရအဖွဲ့ဖို့ဖိတ်ခေါ်နေတာဒီလောက်အချိန်နဲ့စိုးတဲ့အတင်းတော်ကနေအောင်မြင်လာတဲ့တူအတွက်ရောဂရိတော်ရှိသေးလားရှိတာပေါ့အင်မတန်ကြီးမြတ်တဲ့ဂရိတော်ပဲအောင်မြင်တဲ့သူကိုခရစ်တော်ကသူနဲ့အတူသူ့ရဲ့ပလင်ပေါ်မှာထိုင်ဝင်ပေးမိတယ်ဟာတာတကယ်အမေမြတ်ဆုံးဆူလာပါပဲဟုတ်တယ်နွေယူနွေတဲ့အခြေအနေကနေနှောင်တရပြီးအောင်မြင်လာရင်တောင်ဒီလောက်ကြီးမြတ်တဲ့စုကိုရနိုင်နေဆိုတာမျောလင့်ချက်အချီးကြီးပဲလေ လော်ကီကီတင်ငန်းစာကတော့တကယ်ကိုကိုကိုပြန်ဆန်းစစ်စေရာကြီးပေးတာပဲ The wise believers ရဲ့အနစ်ချုပ်ကိုပြန်ကြည့်ရင်အဓိကတတိပေးတာကဝိညာဉ်ရေးရမှာ တုံဆိုင်ခြင်းစိတ်အားထက်သန်မှုမရှိခြင်း lukewarmness ရဲ့အန်ဒီရယ်ပဲအထူးသဖြင့်လော်ကီဖြစ်စီပြေဆုံးမှုကဒီလိုဝိညာဉ်ရေးရပေါ်ရွှေ့မှုကိုဖြစ်စေနိုင်တယ်ခုမှအားလုံးရှိတယ်ထင်ရင်ဖះဖို့မလိုတော့တယ်လို့ဖြစ်သွားတတ်တယ်လေဒါကြောင့် ယောသားစွာကိုကိုကိုဆန်းစစ်ဖို့ကိုယ့်ရဲ့ဝိညာဉ်ရေးကဆင်းရဲမှုကိုအတိမတ်ဖြူဖို့အရေးကြီးတယ်ပေါ့ဟုတ်တယ်ပြီးတော့ခရစ်တော်ရဲ့ပြည့်ပြည့်ဆုံးမခြင်းကိုလိုကားလန်တဲ့စင်မွန်တဲ့ဝိညာဉ်ရေးရကျွေးဝမှုရွှေဝစ်လုံမျက်စိဆဲကိုနှင်ချစွာလက်ခံမှုလိုတယ်ခရစ်တော်တကားခောက်နေတဲ့ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဆက်ဆံရေးကအပေါ်ရလှရှားမှုတွေထက်ပိုရေးကြီးတယ်ဆိုတာလည်းပါတယ်မှန်ပါရဲ့နောက်ဆုံးအရေးကြီးတာကလော်ဒီခိကိုဆုံးမတာဟာမေတ္တာကြောင့်ဆိုတာပဲ ဒါကြောင့်ကိုဘွားမှာအမားထုတ်ပြခံရတာဆုံးမခံရတာတွေကဖခင်ရဲ့မေတ္တာဖြစ်နိုင်နေဆိုတာတတိယပြီးနောင်တနဲ့ပြုပြင်ဖို့စူးစမ်းရမှာပေါ့ဟုတ်ကဲ့ဒီတော့ဒီအသင်းတော်သုံးပါးရဲ့တည်င်းစကားတွေကို The Wise Believers ရဲ့အညွှန်းချုပ်နဲ့ပြန်ပြီးခြုံငုံကြည့်အောင်ဒီတာဒီဖီလာဒယ်ဖီးယားလော်ဒီကီအသင်းတော်ရဲ့အခြေအနေတွေအားသာချက်အားနည်းချက်တွေဟာလေ တကယ်တော့ခစ်အဆက်ဆက်ယုံကြည်သူတွေဂျုံတွေ့နိုင်တဲ့ဝိညာဉ်ရေရပုံစံတွေကိုကိုစားပြုနေတယ်လို့ဆိုနိုင်တယ်နော်တကယ်ဟုတ်ပါတယ်ဒီနေ့ဆွေးနွေးခဲ့တဲ့အသင်းတော်၃ပါးစီကနေအဓိကမှတ်သားစရာသင်ခန်းစာတွေကိုပြန်ကောက်ရရင် ပထမဆုံးတာဒီစီကသင်ခန်းစာကအပြမန်းနာမည်ကောင်းငါထက်အသွင်းစိတ်ဝိညာဉ်အသက်စစ်မှန်ဖို့ကပိုအရေးကြီးတယ်ဆိုတာပဲဖေရာရှင်မှာကိုယ့်ရဲ့ဝိညာဉ်ရေရအခြေအနေမှန်ကို အမြဲဆန်းစစ်နေဖို့လိုတယ်ပြီးတော့ ဖီလာဒယ်ဖီးယားခင်နေရတဲ့အာပင်မွန်းကတော့ကျွန်တော်တို့ရဲ့အင်ကစွမ်းရည်ထက်တစ္ဆာဆောင်တိမှုက ပိုတန်ဖို့ရှိတယ်ဆိုတာပဲအားနည်းနေတယ်လို့ခံစားရင်တောင်ခေတော်ရဲ့စကားကိုစွဲကင်ပြီးတစ္ဆာရှိနေရင်ဘုရားသခင်ကအခွင့်လန်းတကားတွေဖွင့်ပေးပြီးအသုံးပြုနိုင်တယ်ဆိုရင်မျောလင့်ချက်ပေါ့နောက်ဆုံးလော်ရီဂေးစီကရတဲ့ပင်ထန်တဲ့တတိပိတ်ချက်ကတော့ဝိညာဉ်ရေးရာမှာယိုးသားဖို့ကိုကိုကိုမလဲစမိဖို့အရေးကြီးပုံပဲ အထူးသဖြင့်လောကမြေမှာပြည့်စုံနေတဲ့လူထင်ရတဲ့အခါဝိညာဉ်ရေးရာစီးငင်းနေလောက်ကိုတတိမမှုပဲကျင်းနဲ့နေခြင်းနဲ့အန္တရာယ်ကိုတတိပေးတယ်။ဒါကြောင့်ခရစ်တော်ကမ်းလန်းတဲ့စစ်မှန်တဲ့လောအချက်တွေကိုနောင်တနေလက်ခံဖို့ကိုတော်ရဲ့ပုဂ္ဂိုလ်ရေးဖိခုံမှုကိုတုံ့ပြန်ဖို့အရေးကြီးကြောင်းသင်ခန်းစာပေးတယ်။ဒီနေ့တော့ဗျာဒိတ်ကျမ်းအခန်းကြီးထုံးမှာပါတဲ့တာဒီဖီလာဒယ်ဖီးယားနဲ့လော်ရီကီအသင်းတော်တွေစီပေးတဲ့သတင်းစကားတွေ သူတို့ရဲ့ကွဲပြားတဲ့အခြေအနေတွေနဲ့ဒီနေ့ကျွန်တော်တို့အတွက်အရေးပါတဲ့သင်ခန်းစာတွေကို The Wise Believers ကပြုစုထားတဲ့အချက်လက်တွေကို အခြေခံပြီးအတူတကွစူးစမ်းလေ့လာခဲ့ကြတာဖြစ်ပါတယ်။တာဒီရဲ့အတတ်မဲ့တဲ့နာမည်ကောင် Philadelphia ရဲ့ Aneve မှာတည်ဆောက်ရှိမှု Laurikia ရဲ့ချက်သီးနှွေအခြေအနေတွေဟာကျွန်တော်တို့ရဲ့ဝိညာဉ်ရဘဝတွေကိုပြန်ဆင်ခြင်းဟုတ်အများကြီးအထောက်အကူပြုစေမယ်လို့ယုံကြည်ပါတယ်။အင်းဒီဆွေးနွေးမှုကိုအဆုံးမသတ်ခင်မှာစဉ်းစားစရာတွေးလေးတစ်ခုခြံထားခဲ့ကြပါရဲ့။ ဒီဗျာဒိတ်ကျန်းအခန်းကြီး3ရဲ့အဆုံးမှာမေကြီးဘော်ကအတင်းတော်ခုနှစ်ပါးလုံးရဲ့အကဲဖြတ်ချက်ပြီးသွားပြီလေအရေးမြင့်မဆက်ပြောသလိုပဲအခန်းကြီး၄စာရံနဲ့တမန်တော်ယောဟန်ဟာကောင်းကင်ဘုံကိုခြိဆောင်ခံရပြီးဖခင်သခင်ရဲ့ဖုံးကြီးတဲ့ပလင်တော်မြင်ကွင်းစီရောက်သွားတယ်။ဟုတ်ကဲ့။ကောင်းကင်ဘုံမြင်ကွင်းစီကူပြောင်းသွားတာပေါ့။အဲ့ဒီတော့ဒီအပေါ်မှာဆက်ဆက်စဉ်းစားကြည့်ဖို့မိကုံးလေးတစ်ခုကတော့ဒီမြေကြီးပေါ်မှာအတင်းတော်ကြီးရဲ့ခြေနေတွေကိုအသေးစိတ်အစဉ်ချင်းပြီးတဲ့နောက်မှာအခန်းကြီး၄ကစပြီးတွေ့ရမယ်။ ကောင်းကင်ဘုံရဲ့ရှုတောင်းဖျားသခင်ရဲ့ပလက်လင်တော်ရှေ့ကမြင်ကွင်းကနေပြန်ကြည့်လိုက်တဲ့အခါမြေကြီးပေါ်မှာတက်ဆာရှိရှိအသက်ရှင်ခြင်းနဲ့လိုအပ်ရင်နှောင်တော့ရခြင်းရဲ့အဆုံးစုံအရေးပေါက်ပုံကိုကျွန်တော်တို့ဘလိုမျိုးပုံပြီးနဲ့နဲ့ရှိုင်းရှိုင်းထိုးထွင်းသိမြင်လာနိုင်မလဲဆိုတာလေးပါပဲဒါလေးကိုဆက်ပြီးတွေးတော်ရှင်ချင်းကြည့်ဖို့တိုက်တွန်းချင်ပါတယ်အလွန်ကောင်းမွန်တဲ့ဆင်ခြင်ကြောင့်တိရစ္ဆာန်ပါပဲဒီနေ့ကျွန်တော်တို့နဲ့အတူဒီအကြောင်းအရာလေးကိုစိတ်ဝင်စားစားဆွေးနွေးပေးခဲ့တဲ့အထူးကျေးဇူးများရည်ထင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါဦးမယ်